ိုးမျိုးပြင်မှာရှိတဲ့ကစားကွင်းဟောင်းတစ်ခုမှာသုံးပြီးသားကားထောင်ပေါင်းများစွာကိုရန်နာထားတာတွေ့ရပြီးတော့ဒါကတောင်ကိုရီးယားရဲ့အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ကားဟောင်းတင်ပို့မှုအတွက်အကြီးဆုံးယာယီပိုးချက်ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ့်ဘာသာကိုပြောရတာတော့ရှက်စရာပါပဲကျွန်တော်တို့ရဲ့လုပ်ငန်းကအဓိကပို့ကုန်တစ်ခုပါပဲကိန်းကနန်းတွေရဲ့ရာဇက်တိုက်တိုးတက်နေတာကြောင့်ပို့ကုန်အတွက်အထောက်အကူဖြစ်စီတယ်လို့ထင်ပါတယ်လို့လုပ်ငန်းရှင်တို့ကပြောကြားခဲ့ပါတယ်ဒီကားတွေဟာနိုင်ငံခြားမှာရောင်းချဖို့သမော်ကွန်တိန်နာတွေထဲကိုတင်ထားတာဖြစ်ပါတယ်အများစုကတော့ရုရှားအရှေ့အလယ်ပိုင်းနဲ့ဗဟိုအာရှနိုင်ငံတွေကဝယ်ယူနေကြတာဖြစ်ပါတယ်ကုန်တွေတွေကတော့ကိုရီးယားကားတွေဟာဆွဲဆောင်မှုရှိပြီးတော့ ငါမောင်းစနစ်နဲ့ဖြစ်လို့ဘယ်မောင်းစနစ်နဲ့မောင်းနေတဲ့ဂျပန်နိုင်ငံရဲ့ကားတွေထက်ရှင်ပြိုင်နိုင်စွမ်းပိုရှိတယ်လို့ဆိုပါတယ်။ရုရှားဝယ်သူတွေကတော့ဈေးကြီးတဲ့ဒီဇယ်ကားတွေကိုဝယ်ယူကြတာပါ။ LPG တန်းငွေကားတွေကိုတော့မဟုတ်ပါဘူးလို့ပြောပါတယ်။ American ပြည်ထောင်စုကတောင်ကိုရီးယားကားဟွန်တိုင်းနဲ့ Kia တို့အတွက်အဓိကဈေးကွက်ဖြစ်ခဲ့ပေမဲ့ Donald Trump ရဲ့25ရာခိုင်နှုန်းအခွန်စည်းချက်မှုကြောင့်ပိုကုန်အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဂျပန်နဲ့ဥရောပကားတွေကိုတော့အခွန်15ရာခိုင်နှုန်းအထိလျှော့ချခဲ့တာကြောင့ အခွန်လျှော့ချဖို့ညှိနှိုင်းနေတာတွေရှိပါတယ်။အချို့ကတော့ကားသစ်တွေအပေါ်အခွန်စည်းကြပ်မှုရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေကကားဟောင်းစည်းကွက်ကိုအထောက်အကူဖြစ်စေနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ အမေရိကန်အခွန်တိုးမြင့်တာနဲ့ပတ်သက်လာရင်တော့ကားဟောင်းတင်ပို့မှုဈေးကွက်ရှူထောင်းကနေကြည့်ရင်တိတ်မဆိုးပါဘူးအမေရိကန်ကကားသစ်တွေပေါ်အခွန်တိုးရင်ကားစီးနှုံးတွေကရေရှိမှမြင့်တက်လာမှာပါဒါကကမ္ဘာကားစီးနှုံးတွေကိုမြင့်တက်စီမှာဖြစ်ပြီးတော့ကားဟောင်းဈေးနှုံးတွေကလည်းနောက်ကနေလိုက်လာနိုင်ပါတယ်လို့ပြောပါတယ်ကောင်းဟောင်းလုပ်ငန်းတိုးတက်လာတာနဲ့အမျှရောင်းချသူတွေကပုံမူကောင်းပုံနဲ့အခြေခံအဆောက်အုံတွေတည်ဆောက်ဖို့လိုအပ်တယ်လို့တိုက်တွန်းနေကြပါတယ်ခင်ဗျာ